မင်္ဂလာပါခင်ဗျာလက်ရှိစီးပွားရေးအခြေအနေတွေကတော်တော်လေးကိုပြောင်းလဲနေတဲ့အချိန်မှာအခွင့်အလမ်းတက်တူကိုဘယ်လိုရှားဖွေကြမလဲဒီနေ့မှာတော့အဲ့ဒီအကြောင်းအရာကိုအတူတူလေ့လာကြည့်ကြရအောင်ဒီပြောင်းလဲခွင့်တွေထဲမှာပဲအလားအလာကောင်းတဲ့စီးပွားရေးစိတ်ကူးတွေကိုပေါ်ထုတ်ကြည့်ကြတာပေါ့အခုတော့အချိန်မျိုးမှာလေလူတော်တော်များများရဲ့ခေါင်းထဲမှာမိခွန်းတစ်ခုရှိနေလေရှိတယ်အဲ့ဒါကတော့အခုချိန်မှာပါစီးပွားရေးလုပ်ငန်းလုပ်ရဲကောင်းမှုလေဒါကတကယ်ကိုအရေးကြီးတဲ့မိခွန်းတစ်ခုဖြစ် ကြောင်းကိုပဲအဓိကထားပြီးပြောပြောက်ပါတော့ပါတယ်။တရှိစီပေါ်ရဲ့အခြေအနေကအားလုံးအတွက်စိန်ခေါ်မှုရှိနေရမှာပါ။ဒါပေမဲ့ဒါကလုံးဝအဆုံးသတ်သွားပြီလို့ဆိုလို့တော့မဟုတ်ပါဘူး။အခွင့်အလမ်းတွေကပျောက်ကွယ်သွားတာမဟုတ်ပဲပုံစံတွေဒီလမ်းအသေးသေးနဲ့ပြန်ပေါ်ပေါက်လာတာကိုတွေ့ရမှာပါ။ကဲဒီတော့အဲ့ဒီအခွင့်အလမ်းတွေကိုမရှာခင်ပါလေ။အရင်ဆုံးဘာကြီးပြောင်းသွားလဲဆိုတော့ဘုရားလည်းပြောတယ်။အဲ့တော့စီပေါ်ရေးလုပ်ငန်းကြီးတွေအခြေခံပုံစံတွေကိုပြောင်းလဲလာတယ်ဆိုတော့ အားလုံးလေးကြည့်ကြတဲ့အတိုင်းအထင်ရှားဆုံးကတော့ငွေလဲနှုန်းမတည်ငြိမ်တာပဲဒါကတော်တော်လေးကိုတက်ရောက်မှုကြီးတယ်ပုံစံနှုန်းတွေရောလုပ်ငန်းတွေရဲ့ plan တွေရောအခုပြောင်းလဲသွားနေတဲ့အဓိကချက်တွေပေါ့နောက်ထပ်အခြေကြီးပြောင်းလဲလာတာတစ်ခုကတော့ internet သုံးဆွဲမှုပဲလူတိုင်းဒီပါ online ပေါ်ရောက်လာကြတယ်ဒါကဘာကိုသိစေလဲဆိုတော့ online ပေါ်မှာကြီးမားတဲ့ဈေးကွက်အသစ်တစ်ခုပေါ်လာကြလို့ပါပဲပြီးတော့လူနေမှုပုံစံတွေလည်းပြောင်းလာတယ်အထူးသဖြင့်လူငယ်တွေပေါ့ ရုံးတက်ရုံးစဲအလုပ်တွေထက်ကိုပါတာလွတ်လွတ်လပ်လပ်လွတ်လွတ်ရတဲ့ freelance အလုပ်တွေကိုပိုပြီးသဘောချလာကြတယ်။ဒီ trend ကလည်းကျွမ်းကျင်မှုအခြေခံနဲ့ဝန်ဆောင်မှုတွေတော့ဈေးကွက်အကြီးကြီးကိုဖန်တီးပေးလိုက်တာပဲ။ဆိုတော့အဲ့ဒီအချက်တွေအားလုံးကိုပေါင်းကြည့်လိုက်ရင်ပါကိုတွေ့ရမှာဆိုတော့ဒီတော့လို့စီပွားရေးတစ်ခုစဖို့ငွေအများကြီးလိုတဲ့ပုံစံကနေခုချိန်မှာ Quick Skill တစ်ခုရဲ့ online ကိုအသုံးချနိုင်နေရဲ့အဲ့ဒါတွေတော့အခြေခံတဲ့ပုံစံတွေကိုပြောင်းလာတာလေ။ Okay. လဲလာတဲ့ပုံစံကိုလည်းနားလဲသွားပြီဆိုတော့အခုလက်တွေ့ကြာကြာအတော့ချလို့ရမယ်စီးပွားရေးစိတ်ကူးလာပြီတခုချင်းတွေတွားကြည့်လိုက်ကြရအောင်ပထမဆုံးတစ်ခုကတော့ online service based business ပါဒါကယူယိုလေးပဲပုံမှန်ရှိတဲ့ digital skill တွေပုံပြီး online ကနေလည်းရှာတာပေါ့ဒီဟာတွေချင်းပြေလုံးလို့ရတဲ့အားသာချက်ကတော့အကြီးဆုံးပါပဲဒီမှာ graphic design တို့ဘာသာပြန်တာတို့ video editing တို့လိုမျိုးတွေပေါ့ Fiber တို့ Upwork တို့လို platform တွေမှာဆိုရင်ကမ္ဘာတဝန်းကအလုပ်တွေလာအနေတာဒီမှာအဓိကကဘာလဲဆိုတော့ပုံမှန်တကယ်ကျွမ်းကျင်တဲ့ skill တခုရှိဖို့ပဲပြီးတော့စွာရှိရှိနဲ့စတိုက်လောက်တော့ဖို့ပဲလို့ဒုတိယအတစ်ခုကတော့လူထဲနဲ့ယဉ်ကျေးပီးသားချက်မဲ့အသေးစားအစားထုတ်လုပ်ငန်းမှာဒါကယဉ်ကျေးကိုအများကြီးမလိုဘူးကိုယ့်အင်ကနေပဲစလုပ်ရတယ်ပြီးတော့နေ့စဉ်စားသုံးရတဲ့အရာဆိုတော့ဈေးကွက်ကတော့အများရှိနေတာပေါ့ အင်လော့မုံလေးတွေပဲဖြစ်ဖြစ်ကိုပိုင် special coffee လေးပဲဖြစ်ဖြစ်ကိုပိုင် signature ရှိတဲ့အစားအစာတစ်ခုခုနဲ့စလို့ရတယ်အခုခေတ်မှာ food panda တို့ high zone တို့ delivery app တွေကလည်းအဆင်သင့်ရှိနေတော့ customer စီရောက်ဖို့ကလွယ်ပါပြီအရေးကြီးဆုံးကတော့ food brand ကိုဒီလိုမမိမလဲဆိုတဲ့ branding ကိုထိခြားတည်ဆောက်ဖို့ပါတယ်တတိယတစ်ခုကတော့အခုအရန်ကိုခေတ်စာနေတဲ့ e-commerce ပေါ့ Facebook page ကနေရောင်းတာမျိုးတွေလေဒါကကိုယ်တိုင်ထုတ်လို့ဆရာမလို့ပဲ ကောင်းတဲ့ပစ္စည်းလေးလေးကိုရှာဖွေပြီး online ကနေတစ်ဆင့်ပြန်ရောင်းတဲ့ model ပါဥပမာ fashion wear တဲ့လေးအလားကိုလေးရောင်းကြတာဟုတ်တယ်ဝေဘချေမှုစနစ်ကတော့စင်ခေါ်မှုတစ်ခုလိုဖြစ်နေတော့ပါဒါပေမဲ့အဲ့ဒါကိုကြော်လွှားနိုင်တဲ့အိဒါတော့ချက်ကဝယ်သူနဲ့ကိုကြမှာယုံကြည်မှုကိုတည်ဆောက်နိုင်ပုံပါ trust is everything ပေါ့နံပါတ်၄ကတော့မြန်မာနိုင်ငံရဲ့အကြီးဆုံးအားသားချက်တစ်ခုဖြစ်တဲ့စိုက်ပျိုးရေးကိုအခြေခံတဲ့လုပ်ငန်းပါ ိုးဆိုင်ပြီးရောင်းလာတဲ့တန်ဖိုးမြင့်ထုတ်ဖို့အနာဂတ် value added product ဖြစ်ပြောင်းလဲရောင်းချတာကဈေးပေါ်ပိုကောင်းနိုင်ပါတယ်။ဥပမာပေါ့သဘာဝပြားရည်စစ်စစ်ကိုဦးလင်းလာလာနေဒီနဲ့ထဲရောင်းလာပြီးတော့ဒီဒီကိုအချောက်ခံထုတ်ဖို့ရောင်းလာပြီး ချမ်းကိုဒီတိုင်းမရောက်ပဲ processing လုပ်ပြီးတံပိုးမြင့်အလိုက်နိုင်တာမျိုးဒီလိုကအမြဲကွာသွားနိုင်နောက်ဆုံးမှမှားကတော့ညာရင်းနဲ့ဆိုင်တဲ့ပုံစံမှာအခုကကလူတွေကညာရင်းစကဲအတိတ်တွေလေ့လာရှင်းနေတဲ့ခေတ်လေးအဲ့တော့ပုံမှန်ရှိတဲ့အသိပညာအတတ်ပညာကိုပြင်းပြဝေရောက်ချတာကဝင်ဝေလမ်းကြောင်းကောင်းတစ်ခုဖြစ်နေပါတယ်။အထူးသဖြင့်ဘာဒီကဝေလိုအားများလဲဆိုတော့အင်္ဂလိပ်စာပြီးတော့ဒီဂျစ်တယ်မားကတ်တင်းတို့လို့ဒီဂျစ်တယ်စကီးလ်စ်တွေ ID နဲ့ပတ်သက်တာတွေပဲပေါ့။ online ကနေ course တွေဖွင့်တင်လို့ရတယ်လို့တယောက်ချင်း private tutoring ပေးတာမျိုးလေးလုပ်လို့ရတယ်။ဒီမှာအထူးကကတော့ကိုတင်မဲ့ပါတာရမှာတကယ်ကို expert ဖြစ်နေဖို့ပါပဲ။ကဲအခုဆိုရင်လုပ်ငန်းစိုက်ကူးတွေတော့၅မျိုးလောက်တီးသွားပြီ။ဒါပေမဲ့ဘယ်လုပ်ငန်းကိုပဲရွေရွေအောင်မြင်ဖို့အတွက်အရေးကြီးဆုံးဖြစ်တဲ့အထူးကတော့ချက်ကခွာထင်မလဲ။ဒါကလုပ်ငန်း idea ထက်တောင်ပိုရေးကြီးနိုင်ပါတယ်။ဒီစကားလေးကအလုံးရဲ့အနှစ်ချုပ်ပါပဲ။အခွင့်အလမ်းကမလျော့သွားဘူး။ ဒါပေမဲ့ပုံစံကပြောင်းသွားတယ်တဲ့ဟုတ်ပါတယ်အခွင့်အလမ်းတွေကဘဲမမရောက်သွားဘူးပုံစံပြောင်းကြီးနေရာအစ်တတွေမှပေါ်လာတာအဲ့ဒီအပြောင်းလဲကိုမြင်အောင်ကြည့်ပြီးလိုက်နိုင်မှုကအဓိကပဲဒါကြောင့်မလို့အောင်မြင်မှုဆိုတာ business idea account တစ်ခုတည်းနဲ့မပြီးဘူးအခက်ခဲတွေနဲ့တွေ့တဲ့အခါမဖြုံတဲ့စိတ်ဓာတ် resilient mindset ရှိဖို့ရဲ့ပြီးတော့ပြောင်းလဲလာတဲ့အခြေအနေတွေပေါ်မှာလိုက်ရုံညီထွေဖြစ်အောင်နေတတ်လုပ်တတ်ဖို့ရဲ့အဲ့ဒီနှစ်ချက်ကအဆုံးအဖြတ်ပြီးမှာပါ ဒီတော့နောက်ဆုံးအနေနဲ့ကိုကိုကိုပြန်မေးရမယ့်မိကွန်းကတော့ဒီလိုပုံစံပြောင်းလာတဲ့အခွင့်အရေးသစ်တွေကိုအမိအယာစုတ်ကိုင်းနိုင်ဖို့ဘဲကနေဆက်ပြီးခြေတလန်းလန်းကြမလဲဆိုတာပါပဲဒီအကြောင်းအရာကနေအလွန်အတွက်အတွေ့အသစ်အမြင်သစ်တွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်